်ရေဒီယိုအန်ယူဂျီသတင်းရှင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်မေလ31ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းများကိုကျွန်တော်ရန်လိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့ရန်သူတွေရဲ့သွေးခွဲစကားနဲ့အမျိုးသားညညူရေးကို ထိခိုက်စေသူတွေကိုသတိပြုဖို့ KNDF စီးဦးစီးချုပ်သတိပေးတဲ့သတင်းပဲဖြစ်ပါတယ်ရန်သူတွေရဲ့သွေးခွဲစကားနဲ့အမျိုးသားညီညွတ်ရေးကိုထိခိုက်စေမဲ့သူတွေကိုသတိထားကြဖို့ KA KNDF စီဦးစီချုပ်ဘုံမှုချုပ်အောင်မြတ်ကသတိပေးပြောကြားလိုက်ပါတယ်။ကရင်နီမျိုးသားများကာကွယ်ရေးတပ် KNDF တီထောင်ချင်း၄နှစ်ပြည့်ခမ်းနားကိုပေးပို့တဲ့မိန့်ခွန်းမှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်။မိမိတို့ဟာလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့အတွက်စစ်မြေပြင်မှာလိုက်နာရမယ့်ကျင့်ဝတ်ဥပဒေစည်းကမ်းကိုလိုက်နာရမှာဖြစ်ပြီးလူလူအရေးကလေးသင်ငယ်နဲ့အမျိုးသမီးအရေးကာကွယ်ပေးရမှာဖြစ်တယ်လို့မူရည်စေဝါတိုက်ဖြတ်ရေးလုပ်ငန်းတွေလှုပ်ဆောင်ရမယ်လို့ KNDF ရဲဘော်တွေကိုထပ်ပြီးသတိပေးထားပါတယ်။ လက်နက်ကင်တပ်ဖွဲ့တစ်ခုဖြစ်တာနဲ့ညီမိသူလူတို့ရဲ့အသက်အိုးအိမ်တွေကိုကာကွယ်ဆောင်ရှောက်မှာဖြစ်ပြီးဥပဒေနဲ့အညီပြုမှုနေထိုင်ကြဖို့တပ်တွင်းစီလုံးညီညွတ်ဖို့နဲ့မိသူလူတို့အားကိုးရတဲ့တပ်တော်ဖြစ်အောင်ကြင်ကြံနေထိုင်ကြဖို့ KAKNDF COC ချုပ်ဗိုလ်မှူးချုပ်အောင်မြတ်ကတိုက်တွန်းပြောဆိုထားပါတယ်။ဒါပြင်ယာရုအာနာကိုလဲသုံးစားမလို့ပဲလူတို့နဲ့တသားတဲ့ရက်တီနေထိုင်ကြဖို့ပြည်ရင်းပြည်ပါကထောက်ပံ့ထားတာတွေကိုအလွဲသုံးစားမလို့ပဲတော်လန်ရေးအတွက်မှန်ကန်ထိရောက်တဲ့နေရာမှာအသုံးပြုဖို့ လက်ရှိနိုင်ငံရေးအရေးနဲ့မိမိတို့ရဲ့တော်လှန်ရေးသမိုင်းအစဉ်လာကိုမမေ့ကြဖို့လည်းအသိပေးထားပါတယ်။ GNI မျိုးသားများကာကွယ်ရေးတပ် KNDF နေနဲ့တော်လှန်ရေးကာလ၄နှစ်တာကာလအတွင်းအခက်အခဲနဲ့စိန်ခေါ်မှုတွေကိုကြောဖြတ်နိုင်ခဲ့ပြီး GNI လူမျိုးတွေပေါ်ဝင်မြန်မာပြည်သူလူထုတရားလုံးလွတ်မြောက်ရေးအတွက်တော်လှန်တိုက်ပွဲဝင်ခဲ့တာခရီးအတော်ရောက်နေပြီလို့ KA KNDF COC ချုပ်ဗိုလ်မှူးချုပ်အောင်မြတ်ရဲ့မိန့်ခွန်းမှာဖော်ပြထားပါတယ်။ ကရင်နေမျိုးသားများကာကွယ်ရေးတပ် KNDF ကို2021ခုနှစ်မေလ30ရက်နေ့မှာစတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး၄နှစ်တာကာလအတွင်းကရင်နေမျိုးသားကာကွယ်ရေးတပ် KNDF အနေနဲ့တပ်ရင်းစုစုပေါင်း35ရင်းနဲ့ပြူဟာ9ခုဖွဲ့စည်းနိုင်ခဲ့တဲ့ကရင်နေပြည်အခြေစိုက်လက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်ပါတယ်ခင်ဗျာအခုတခါဆီယနာရှင်စနစ်ကိုအမြင့်ဖြတ်မဲ့အစိုးဖြတ်တိုက်ပွဲမှာ KNDF နဲ့အတူလက်တွဲတိုက်ပွဲဝင်သွားမယ်လို့မန္တလေး PDF ပြောကြားတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ် ဂေနီမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးတို့ဟာကာလရှည်ကြာရင်းနှီးချစ်ကြည်တဲ့ဆက်ဆံရေးကောင်းတွေရှိထားပြီးဖြစ်တဲ့အတွက်ကြောင့်စစ်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်မဲ့အဆုံးဖြတ်တိုက်ပွဲတွေမှာ KNDF နဲ့တူလက်တွဲတိုက်ပွဲဝင်သွားမယ်လို့မန္တလေး PDF ကပြောကြားလိုက်ပါတယ်။ဂေနီမျိုးသားကာကွယ်ရေးတပ် KNDF တီထောင်ခြင်းလင်းနှီးပြေခန်းအောင်ကိုပြပို့တဲ့မန္တလေး PDF ရဲ့သွန်လောင်မှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်။ဂေနီမျိုးသားကာကွယ်ရေးတပ် KNDF ဟာအမျိုးသားတန်းတူရေးကိုပိုင်ပြတ်ထန်းခွင့်ရရှိရေးနဲ့ Federal Democracy ရေးတွက်တော်လှန်ရေးကာလလေးနှစ်တွင်တရင်35ရင်ဘျူဟာဂိုကူဖွဲ့စည်းပြီးအသက်သွေးချွေးပိဆက်ခါတိုက်ပွဲဝင်နေတာတွေအတွက်ဥညွန့်ကွန်ပျူချောင်းလိုလည်းအသိပေးထားပါတယ်။ KNDF ကိုဥဆောင်နေသူတွေနဲ့တပ်ဖွဲ့ဝင်တွေရဲ့ဆွန့်လွတ်ပိဆက်မှုကြောင့်ရရှိလာတဲ့နိုင်ငံရေးစီးရေးအောင်မြင်မှုတွေဟာကင်းနီပြည်နဲ့ကင်းနီလူလူအတွက်တည်းမဟုတ်ပဲရွေဦးတော်လည်ရေးတစ်ခုလုံးအတွက်အလွန်ရေးပါတဲ့သမိုင်းမှတ်တိုင်တွေဖြစ်တယ်လို့မန္တလေး PDF ကကွန်ပျူချီကျူးထားပါတယ်။ ဒါကြောင့်ဆီယနာရှင်စနစ်ကိုမြစ်ဖြတ်မဲ့အဆုံးဖြတ်တိုက်ပွဲမှာဂီအန်ဒီပီနဲ့ဂီအန်ဒီလူလူမျောလင်းတောင်းတနေတဲ့နိုင်ငံရေးစီရေးရည်မှန်းချက်တွေအောင်မြင်ပြည့်မြောက်အောင် KNDF နဲ့တူလက်တွဲတိုက်ပွဲဝင်သွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF ကပြောကြားထားပါတယ်ခင်ဗျာ။ဆလဘီတောင်သားနယ်မှာစစ်ကူနဲ့ရိခါပိုကားနှစ်စီးကိုကြားပြတ်တိုက်ခတ်ခဲ့ရမှာစစ်သား၂ဦးသေဆုံးကတူးဦးရှင်ဖမ်းမိပြီးလက်နက်ခဲယမ်းတွေနဲ့ကားတစ်စီးသိမ်းဆီးရရှိတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းတောင်သာမြို့နယ်မှာစစ်ကောင်စီတပ်အတွက်စစ်ကူနဲ့ရိတ်ခါလာပို့တဲ့ကားနှစ်စီးကိုကြားဖြတ်တိုက်ခတ်ခဲ့ရမှာစစ်သား2ဦးသေဆုံးပြီးစစ်တုံးဘက်တူဖမ်းမိကလက်နက်ခဲတွေနဲ့ကားတစ်စီးသိမ်းဆည်းရရှိခဲ့တယ်လို့တောင်သာမြို့နယ်ပတ်ကဖကဒီကနေ့မေလ31ရက်မှာထုတ်ပြန်ပါတယ်တောင်သာမြို့ကနေဝဲလောင်ရွာဘက်ထွက်လာတဲ့အင်အား10ဦးခန့်ပါတဲ့အန်စာရုံးကားနဲ့အင်အား20ခန့်ပါဆယ်ပြည်အတူကားတို့ကိုတောင်သာဝဲလောင်လမ်းမိုက်တနေရာမှာမေလ29ရက်နေ့ည9:00အချိန်ခန့်ကကြားဖြတ်တိုက်ခတ်ခဲ့တာနဲ့ပတ်သက်လို့ထုတ်ပြန်လာတာဖြစ်ပါတယ် အဲဒီကားနှစ်စီးတဲ့ကအန်စာတုံးကားကိုပြစ်ခတ်နိုင်ခဲ့ပေမဲ့စစ်သားနဲ့ရဲတွေဒဏ်ရာတွေနဲ့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါတယ်။အန်စာတုံးကားနောက်ကပါလာတဲ့ဆယ်ပေကားကိုတော့တိတိယောက်ယောက်ပြစ်ခတ်နိုင်ခဲ့တာကြောင့်တင်းစီးနိုင်ခဲ့တာလို့အသိပေးပါတယ်။ပြစ်ခတ်မှုဖြစ်စဉ်ပြီးနယ်မြေရှင်းလင်းလုပ်ချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းနှလောင်းတွေ့ရပြီးမော်ဘီမြို့နယ်မှာရှိတဲ့အမှန်ကားရဲတပ်ရင်းကရဲတပ်သားတအုပ်ကိုအရှင်ဖမ်းမိခဲ့တယ်လို့လက်နက်ခဲယမ်းတွေတင်းစီးရရှိခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရမိတဲ့စစ်တုံးပိုင်းရဲ့ထွက်ဆိုချက်အရ ဆယ်ပြည်ကားပေါ်ကစစ်သားနဲ့ရဲတွေလည်းဒဏ်ရာရင်းနဲ့ထွက်ပြေးသွားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီဖြစ်ခဲ့တဲ့ကိမှုမှာဆယ်ပြည်ကားစီ G4 မျိုးစားတနက်တလက် 5.56G 328တောင်း 63G 468တောင်း60မမဘုံဒီ6လုံး Icon Z တလုံးလက်ပြဘုံ2လုံး G ပေါက်8ခုနဲ့ R7 အဖူတဖူသိန်းစီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြစ်ခတ်တိုက်ခိုက်မှုကိုတောင်သားမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲဘော်တွေလှုံ့ဆော်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးရဲဘော်တွေထိခိုက်မရှိဘူးလို့သိရပါပါတယ်ခင်ဗျာ။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့စစ်တပ်ကစစ်ကြောင်းထိုးနေပြီးဂျွာတွေကိုမီးရှို့ဖျက်ဆီးနေတာကြောင့်ပေါက်ခုံးမြို့နယ်ကဒေသခံ8000ကျော်ထွက်ပြေးတင်းရှောင်နေရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပဲခူးတိုင်းပြည်ခရိုင်ပေါက်ခုံးမြို့နယ်ကဂျွာတွေကိုစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေပြီးပြည်သူပိုင်အိမ်တွေကိုမီးရှို့ဖျက်ဆီးကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့်ဒေသနေပြည်သူ8000ကျော်ရာသီဥတုဆိုးရွားနေတဲ့ကြားကထွက်ပြေးတင်းရှောင်နေရတယ်လို့ပြည်အခြေစိုက်ကျောင်းသားသမဂ္ဂများကပြောပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ မေလ29ရက်ကစပြီးပေါခုံးမြို့နယ်တဲကအိုင်ဆောက်ကုန်းအုံနဲ့တိုက်ခုံးဆတဲ့ရွာတွေကိုစစ်ကြောင်းထိုးနေတာလို့ဆိုပါတယ်။မေလ30ရက်နေ့ကဆိုရင်စစ်ကောင်စီတပ်ဟာပစ္စည်းပြန်ယူတဲ့အိုင်ဆောက်ရွာကအသက်60ရွယ်စစ်ရှောင်းလင်းများနှစ်ဦးကိုပြစ်တက်ခဲ့ပြီးဒလမဲရွာ၊တစ်ပုတ်ရွာ၊မြင်းနေကျော်ရွာ၊တဖန်ခိုင်းရွာနဲ့မယိုးကျွန်းရွာကမီးရှို့ဖျက်ဆီးခဲ့တယ်လို့အသိပေးပါတယ်။အကြမ်းမဲ့စစ်ကောင်စီကပြစ်ခတ်တဲ့လက်နက်ကြီးကြီးစားထိမှန်တရားရခဲ့တဲ့အသက်15နှစ်အရွယ်ကျောင်းသူဟာလည်းဒီကနေ့အထိစေကူတော်ခွင့်မရတဲ့အတွက် စစ်ကောင်စီရဲ့အကြမ်းဖက်လို့ရက်ကိုပြေးချေဆိုင်ကျောင်းသားတမကများကကန့်ကွက်ရှုတ်ချလိုက်ပါတယ်။မကောင်းမြို့နယ်အတွင်းမှာရှိတဲ့တွန်လိုင်းတပ်ဖွဲ့တွေအနေနဲ့စစ်တပ်စစ်ကြောင်းတွေရောက်လာချိန်မှာဒေသနယ်ပြည်သူတွေဘေးလွရာနေရာရွှေ့ပြောင်းနိုင်ဖို့ကူညီပေးတာဒေသနယ်ပြည်သူတွေအတွက်အရေးပေါ်စစ်ရှောင်စခန်းတွေနဲ့စားနပ်ရိက္ခာကူညီပေးတာတွေပြင်လေကြောင်းရံနဲ့လက်လက်ကြီးရံကိုကာကွယ်နိုင်မဲ့ဘုံကိုချင်းတွေကြိုတင်ပြင်ဆင်ပေးထားဖို့ပြေးချေဆိုင်ကျောင်းသားတမကများကအကြံပြုထားပါတယ်။ ဒေသနေပြည်သူတွေအနေနဲ့စစ်ရေးသတင်းတွေနားဆင်ထားဖို့လိုပြီးစစ်ကြောင်းရောက်နေချိန်မှာရွာတွေကိုပြန်မဝင်ဖို့တပ်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေကနေရက်ပြန်နိုင်ပြီးဆိုမှပြန်ကြဖို့မြစ်တာရက်ခံထားပါတယ်။ပြည်အခြေစိုက်ကျောင်းသားသမဂ္ဂများအနေနဲ့စစ်ဘေးရှောင်တွေကိုကိုယ်စွမ်းညံစွမ်းရှိသလောက်ကူညီပေးမှာဖြစ်ပြီးမြို့ပေါ်မှာရှိတဲ့ပြည်သူလူထုဘက်ကလည်းတပ်နိုင်တဲ့များကူညီပေးကြဖို့တိုက်တွန်းထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။